င်္ဂလာပါ2025ဇွန်လ9ရက်နေ့ဒီကနေ့ညပိုင်းအထိမြန်မာ့ဥတော်လာရေးအခြေအနေစစ်ပွဲတွေမြေပြင်မှာပြင်းထန်နေဆဲပါနိုင်ငံရေးစီစီးပွားရေးအခြေအနေတွေကအရှိအဟောင်နဲ့ပြောင်းလဲနေပြီးတော့စစ်ကောက်စီရဲ့လောက်ရက်တွေကပြည်သူအမုန်းကိုပိုပြီးကြီးထွားစေပါတယ် AUG ကတာကိုရီးယားတမန်တော်အစ်စ်ကိုသူတို့ကိုအတိမတ်ပြုဖို့တောင်းဆိုလိုက်တဲ့နောက်ကွယ်မှာဘာတွေဖြစ်လာနိုင်လဲအမေရိကန်ဗီဇာပိတ်ဆို့တဲ့အချိန်မှာတရုတ်ကရရှိဗီဇာခွင့်ပြုလိုက်တဲ့အခြေအနေဟာဘာသဘောလဲ IFO ကစစ်ကောက်စီကိုပိတ်ဆို့အရေးယူမှုတွေထွက်လာတဲ့အခြေအနေပေါ်မှာဘာတွေဖြစ်နိုင်လဲဆိုတာကိုသတ်သက်တင်ပြသွားမှာဖြစ်ပါတယ်။ဖောက်ကတ်မှာဇွန်လ6ရက်နေ့ညကဖြစ်ခဲ့တဲ့ရန်ကုန်တောင်ပတ်ကွယ်မှုကြောင့်ခလေးတအူးအပောင်ဝင်5ဦးတိတ်ဆုပ်ခဲ့ပြီးတော့အနေအိတ်30ခန့်ပျက်စီးခဲ့ပါတယ်။စစ်ကောက်စီကပြည်သူတွေကိုဖိအားပေးနေတဲ့အခြေအနေအမြင့်ဆုံးပုံစံဖြစ်နေပါတယ်။ KIA ထိတ်ချုပ်တဲ့မြေကိုဝင်ရောက်တိုက်ခိုက်တာဟာ KIA ရဲ့ဝင်ငွေလမ်းကြောင်းကိုဖျက်တောက်ဖို့ဖြစ်တယ်လို့ဗိုလ်မှူးကြီးနှုတ်ဘုတ်က BBC မှာပြောထားပါတယ်။ ဒါပြတော်လိုင်းအင်အားစုတွေဖက်ကလည်းဒရုန်းနဲ့ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တာကတော်လိုင်းအင်အားစုတွေရဲ့နီးပညာနဲ့စစ်ရေးအသာစီးရမှုကိုပြနိုင်တဲ့သက်သစ်တစ်ခုပါပဲ။စကိုင်းတိုင်းကလေးမျိုးနဲ့တောင်ပိုင်းမှာလည်းအီဘီလာကနေဇွန်လ6ရက်နေ့အထိစစ်ကောင်စီရဲ့ထိုးစစ်တွေနဲ့စစ်ဆေးဖမ်းဆီးမှုတွေပိုပြီးကြမ်းတမ်းလာနေတဲ့အခြေအနေကိုတွေ့ရပါတယ်။သူတို့ရဲ့စစ်သားအင်အားအရေးပေါ်လိုအမှုပြသနေတဲ့သဘောလည်းဖြစ်ပါတယ်။ပြည်ပြည်နဲ့ပြည်သူ့ဖက်မှာစစ်ကောင်စီအင်အား300ခန့်စုမိနေပေမဲ့ ညတိုက်ပွဲအတွင်းမှာလက်လက်50နီးပါးသိသိနိုင်ခဲ့တာလည်းရှိပါတယ်။ AP လက်ကုပ်ကလေးကစစ်ကောက်စီစစ်ကြောင်းမထိုးနိုင်တော့ဟာအဲ့ဒီတားမှာသူတို့လှုပ်ရှားမှုအကန့်အသတ်ကိုရှင်းရှင်းလင်းလင်းဖော်ပြနေတာဖြစ်ပါတယ်။ဂျိုင်းတရာကြုံတိုးတို့မှာအမြောက်ကြီးတွေ drone တွေနဲ့တိုက်ခိုက်နေရတာကလည်းမြေပြင်ထိခိုက်မှုပြင်းထန်နေတဲ့အခြေအနေကိုညွန်ပြနေတာပါ။မုံမျိုးနဲ့အတွင်းကစစ်စခန်းတစ်ခုကိုစီးနေတိုက်ခိုက်နိုင်ခဲ့တာကတော့တော်လိုင်းအတွက်မဟာပြူပါများအောင်ပွဲတစ်ခုပါပဲ။ ဖောက်ပုံကိုလေချောင်းကနေရိတ်ခတ်ခဲရန်ပုတ်ပေးနေရတာကမြေပြင်ထောက်ပံ့ရေးလမ်းကြောင်းတွေပိတ်ဆို့ခန့်နေရပြီဆိုတာရှင်းပါတယ်။ AOD တိုင်းမှာလည်းစစ်ကောက်စီရဲ့စီးပွားရေးဖိအားတွေအလွန်ဆိုးရွားနေပါတယ်။ဈေးဝယ်ဖို့ထောက်ခံစာတအူးကိုတပေါင်းလုံးရောင်းချနေတာဟာပြည်သူ့ဘဝကိုပိုပြီးခက်ခဲစေပါတယ်။ရေကြီးမြို့နယ်ဆက်ဆက်ရွတဝိုက်မှာတိုက်လျင်နဲ့ဘုံကျဲတာမှမြေပြင်ကပြန်ပစ်ခတ်လိုက်တဲ့အတွက်ကြောင့်မိခိုးထွက်ပြီးတော့ပြန်ပြေးသွားတဲ့အချိန်တွေဒါဟာစစ်ကောက်စီရဲ့လေချောင်းအသာစီးရမှုပြတ်သောခနီးပြီဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။ တိုင်မုံရွာကားလမ်းပိုင်းဗဒေါ်ကြီးကနေဆက်ဆက်ရုပ်အထိစစ်ကောက်စီနယ်မြေကင်းစင်တဲ့အခြေအနေဖြစ်လာနေတာဟာ AR တိုင်းမှာတော်လိုက်အင်အားစုတွေရဲ့ထိတ်ချုံနယ်မြေတိတိတတတုတ်လာပြီဆိုတော့ကိုထေရှားစွာပြသနေတာဖြစ်ပါတယ်။မကွေးတိုင်းပခုတ်ကူမှာစစ်ရင်တန်းတွေမြေပြင်အင်အားပြေဖို့ရောက်ကန်နေရပါတယ်။မန္တလေးတိုင်းညာဦးမြို့နယ်မှာနေပြီးတော့ကပတိန်နဲ့ဦးကိုဖမ်းဆီးထိတ်သိမ်းနိုင်တာကတော်လိုက်ရဲ့ထိုးဖောက်ဝင်ရောက်နိုင်စွာမြင့်မားမှုကိုလည်းပြနေတာဖြစ်ပါတယ်။ ပြည်ဦးလင်ကလည်းစေရင်တန်း73စီမြို့ထဲဝင်ပြီးတော့နောင်ချိုကိုနှစ်ဖက်ညက်စစ်ကြောင်းထိုးဖို့အကြီးအကျယ်ပုံရတဲ့အခြေအနေလည်းတွေ့နေရပါတယ်။မြန်မာပြည်အလက်ပိုင်းတော်လာရေးအချိန်မြန်မာလာလာကြောင့်စစ်ကောင်စီအင်အားပိုဖြစ်တင်းလာရတဲ့အခြေအနေကိုညွန်ပြနေတာဖြစ်ပါတယ်။ KNY ဘက်မှာတော့လိုက်ကောအနည်းမှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပါဖျက်တောက်ခံနေရတဲ့အခြေအနေဖြစ်ပါတယ်။ဖရူဆိုမြို့နယ်မှာစစ်ကောင်စီတပ်အတင်းနာနေပြီးတော့ထောင်နဲ့ချီတဲ့အကြောက်ဆုံးတွေရှိနေတာက စစ်ကောင်စီမြေပြင်ထိ ंछ ုံမှုလောဝပြိုလက်နေပြီဆိုတာအထင်ရှားပြသနေတာဖြစ်ပါတယ်။ရန်ကုန်မရန်ကုန်ဗိုလ်မှူးချုပ်ချို့ထွန်းအောင်တပ်ဖြတ်ခံရမှုဟာလည်းပြည်ပနိုင်ငံမီဒီယာတွေအထူးပါတုံ့လုံစေခဲ့ပါတယ်။မေလ22ရက်နေ့မှာပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာဇွန်လ4ရက်နေ့မှာစစ်ကောင်စီကကျူးလွန်တဲ့တပ်ဖြတ်သူ16ဦးကိုဖမ်းဆီးရမိတယ်ဆိုတဲ့အကြောင်းကိုကြေညာခဲ့ပါတယ်။အဲ့ဒီဖမ်းမိတဲ့ဆိုတဲ့သူတွေထဲမှာ6နှစ်အရွယ်ကလေးငယ်တအူးပါပါဝင်နေတာကတော့ ိုင်ငံတကာအတိုင်းအဝိုင်းတစ်ခုလို့ပါတုံ့လုံစီခဲ့တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ Greenit မတန်းဝင်လောက်တဲ့ဖက်စစ်လို့ရဖြစ်တော်မှာဝေဖန်ခံနေရတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ Golden Valley Warrior အဖွဲ့ကတော့ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို NDC မှာစတင်ကြလို့စီရေးပြမှတ်အဖြစ်သတ်မှတ်ခဲ့တယ်လို့မေလ22ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒီအခြေအနေတွေကိုကြည့်ရင်စစ်အာဏာရှင်တွေရဲ့နောက်ဆုံးထွက်သက်အခြေအနေတွေဟာပိုကြမ်းတမ်းပိုယူတော့လာနေတာကိုပြနေတာပါ။ က်စစ်ဆန်တဲ့လောက်ရတွေဟာတော်လိုင်းအောင်ပဲနှိစက်လာတဲ့သဘောနဲ့တွန်းပို့နေတဲ့အခြေအနေကိုတွေ့ရတာပါမြန်မာနိုင်ငံရေးမုတ်တိုင်းကြားမှာအမေရိကန်ကပြည်ဝင်ခွင့်ပိတ်လိုက်တဲ့အချိန်မှာတရုတ်ကမြန်မာလုပ်ငန်းရှင်တွေကို9နှစ်ဗီဇာ180ရက် နေထိုင်ခွင့်တွေဇွန်လ9ရက်နေ့ကစီစစ်ခွင့်ပြုလိုက်တဲ့ဆိုတဲ့အကြောင်းထုတ်ပြန်လိုက်ပါတယ်ဒါဟာဇွန်လ9ရက်မြန်မာတရုတ်တပ်သမားဆက်ဆံရေး85နှစ်ပြည့်တဲ့ပွဲမှာတရုတ်တပ်အမတ် မစ္စစ်မာဂျာရဲ့နှစ်နိုင်ငံအပြန်အလှန်အကူအညီမှုကနေဇော်လာ6ရက်ကကွယ်ဝင်ကြီးဘူချုပ်ကြီးမမောင်အင်းနဲ့တွေ့ဆုပ်ပြီးတရက်အကြာမှာထွက်ပေါ်လာတာဖြစ်ပါတယ်။အဲ့လိုပဲဒီဇင်ဘာ2024တောင်ကိုရီးယားနိုင်ငံရေးမုတ်တိုင်းထံတဲ့အခြေအနေတစ်ခုအပြီးမှာတော့6လအကြာ2025ဇော်လမှာတမဒါဟောင်းရုံးဆွဲယူကိုဖျောက်ချပြီးအတိုက်ခံကောင်းဆောင် EJ မြောင်းတမဒါဖြစ်လာပါတယ်။အဲ့ဒီအပြောင်းလဲဟာမြန်မာနဲ့ကိုရီးယားရောက်မြန်မာတွေအတွက်ကြီးမားတဲ့တက်ရောက်မှုတွေရှိလာနိုင်တယ်လို့ယူဆနေကြတဲ့သူတွေရှိပါတယ်။ ်တမရအသက်အီဂျီမြောင်ဟာ2021ခုနှစ်ကတည်းကမြန်မာစစ်အာဏာသိမ်းမှုကိုပြပြသားသားစမ်းချင်ခဲ့သူတယောက်လည်းဖြစ်ပါလေ။အတိုက်ခံဘဝနဲ့အခြေအနေတုံးမှာ NUG နဲ့လည်းထိတွေ့ဆက်ဆံခဲ့ပြီး2021ခုနှစ်မှာကိုရီးယားရောက်မြန်မာကျောင်းသားတွေကိုဗီဒီယိုမက်ဆေ့ပေးပို့ကမြန်မာဒီမိုကရေစီတွေဥကိုလက်အုပ်ချောက်ထောင်ပြီးတော့ထောက်ခံအားပေးခဲ့တဲ့သူလည်းဖြစ်ပါလေ။တော်အောင်ဆန်းစုကြည်ရဲ့လွတ်မြောက်ရေးကိုလည်းစိုးရိမ်မခင်မင်းများနေခဲ့သူလည်းဖြစ်ပါလေ။ ရီးယားရောက်မြန်မာတွေကတော့တမဒအစ်စ်လက်ထက်မှာဗီဇာနေထိုင်ဖို့လုပ်ခွင့်တွေပိုလွယ်ကူလာဖို့မျှော်လင့်နေကြတာတွေ့ရပါတယ်။အထူးသဖြင့်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း G199 ဗီဇာယာယီခိုလုပ်ခွင့်ရထားသူတွေအတွက်တို့မျှော်လင့်ချက်တွေပိုကြီးနေတာတွေ့ရပါတယ်။စီးပွားရေးအရာလည်းကိုရီးယားစီးပွားရေးပြန်လည်ဥမော့လာရင်အလောက်ကအခွင့်အလမ်းတွေပိုများလာမယ်လို့လည်းယုံကြည်နေကြပါတယ်။လက်ရှိ EPS အနေနဲ့ကိုရီးယားမှာမြန်မာ6သိန်းခွဲကျော်ရှိပြီးတော့တစ်ဆယ်ရာခိုင်နှုန်းကျော်ကတော့တရားမဝင်နေထိုင်သူတွေပဲဖြစ်ပါတယ်။ တော်တိုင်းအင်အားစုတွေကတော့အီဂျီမြောင်အနေနဲ့စစ်တပ်နဲ့အဆက်ဆက်မလုပ်ဖို့နဲ့မြန်မာရေးထိထိရရဖိအားပေးဖို့တော့မျှော်လင့်နေကြတာတွေ့ရပါတယ်။ BBC ကိုရီးယားဌာနရဲ့အမှတ်ချက်အရနိုင်ငံရေးချားရေးမှုဟာတော့အများကြီးပြောင်းလဲမှာတော့မဟုတ်ပဲနဲ့မြန်မာရေးကိုတော့ဆက်လက်ထောက်ခံဖို့ရှိတယ်လို့သုံးသပ်ထားပါတယ်။ဒါပေမဲ့စိတ်ခွန်မှုတွေလည်းရှိနေပါတယ်။အီဂျီမြောင်ဟာတရုတ်၊မြောက်ကိုရီးယား၊ရုရှားတို့နဲ့ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးရှိသူတယောက်ဖြစ်ပါတယ်။ ဒါကြောင့်ကမ္ဘာနိုင်ငံရဲ့အခြေအနေကသူ့ရဲ့ရည်တည်မှုအပေါ်မှာတည်ရောက်မှုတွေရှိနိုင်ပါတယ်။ UNG ဝန်ကြီးတွေနဲ့ UNG ကိုယ်စားလှယ်တွေနဲ့ထိတွေ့ခဲ့ပူးပေမဲ့တမဒါဖြစ်လာချိန်မှာတရုတ်ရဲ့တုံ့ပြန်မှုကိုတော့ထပ်စဉ်းစားရပါလိမ့်မယ်။ပြည်တွင်းမှာလည်းတမဒါဟောင်းရွန်းရဲ့စစ်အုပ်ချုပ်ရေးကြီးညာမှုနောက်ဆက်တွဲပြဿနာတွေကြောင့်ကွယ်ပြားနေတဲ့ပြည်သူတွေကိုပြန်လည်ရင်ကြားစေဖို့စိတ်ခေါ်မှုတွေရှိနေပါသေးတယ်။ UND ရဲ့နိုင်ငံခြားရေးဝန်ကြီးချုပ်စင်မှာအောင်ကားတော့တမဒအသိနဲ့ကောင်းမော်တယ်ဆက်ဆံရေးရှိပြီးတော့မြန်မာနိုင်ငံသားတွေကိုကိုချင်းဆောင်နားလည်မယ်လို့မျိုးလက်ချောင်း BBC မှာပြောထားပါတယ်။အတိုက်ခံကလာနဲ့အစိုးရဖြစ်လာချေဆက်ဆံရေးကွာဟမှုတွေရှိလာနိုင်တာကိုလည်းထပ်သွင်းစဉ်းစားထားဖို့လိုပါတယ်။ချုပ်ပြောရရင်တမဒတက် EJ မြောင်ဟာမြန်မာအရေးကိုထောက်ခံသူဖြစ်ပြီးကိုရီးယားရောက်မြန်မာတွေအတွက်မျိုးလက်ချက်တွေရှိနေပေမဲ့ရှုပ်ထွေးတဲ့နိုင်ငံရေးအခြေအနေနဲ့နိုင်ငံခြားရေးမှုဝါဒဆိုင်ရာစိတ်ခေါ်မှုတွေကိုလည်းရင်ဆိုင်ရအောင်မှဖြစ်တယ်လို့သုံးသပ်လို့ရပါတယ်။ 2025ဇွန်လ9ရက်နေ့မှာကျင်းပခဲ့တဲ့133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားရင်းကြီးလာခန့် IFO ကနေပြီးတော့မြန်မာနိုင်ငံကို Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ IFO တမိုင်း106နှစ်တာကာလ1939 2025ခုနှစ်အတွင်းမှာမြန်မာဟာ Article 33နဲ့နှစ်ကြိမ်တိုက်တိုက်အရေးယူခံခဲ့ရတဲ့တခုတည်းသောနိုင်ငံဖြစ်ပါတယ်။ပထမအကြိမ်ကတော့ဦးသက်ရွှေလက်ထက်2000ပြည့်နှစ်ကဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကစစ်ကောက်စီရဲ့ လုံပိုက်ခွင့်တွေကျင်းမြောင်းစီပြီးတော့ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှုတွေမှာအခက်အခဲတွေတွေ့လာနိုင်ပါတယ်အထူးသဖြင့်ဥပိုင်လိုစစ်အုပ်စုနဲ့ဆက်ဆက်လုပ်ငန်းစုတွေလေရင်စီစီဒီအန်ပြုတ်လုခဲ့တဲ့လုံသားတုံးသိအလုပ်ပြန်ရရေးစစ်ကောက်စီတို့နဲ့ဆက်ဆက်တဲ့နောက်ခလိုဒီနဲ့ဆက်ဆက်တဲ့တာသမီတွေရဲ့ငွေကြေးလမ်းကြောင်းတွေကိုပါထိခိုက်စေနိုင်တယ်လို့လည်းသုံးသပ်ကြပါတယ်အတိတ်ကတင်ငန်းစာကိုယူရမယ်ဆိုရင်ဦးတန်းရွှေလက်ထက်ကဆန်ရှင်တွေကြောင့်မြမစီပွားရေးအကြက်တန်း တရုတ်ကိုအာကိုရင်တရားစတာနဲ့လက်လက်တွေလက်လက်ခဲရပြီးမြန်မာစီးပွားရေးပို့ဆိုးခဲရတာကိုမှတ်မိကြအောင်ပါအခုလည်းအဲ့ချင်းနေတဲ့တွေ့နိုင်ပါလေစစ်ကောင်စီရဲ့အလုံသမားဝန်ကြီးဌာနကတော့ဒီစုပ်ပြချက်ဟာပြည်တွင်းအလုံရှင်အလုံသမားနဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်မှာတရားမှုမရှိဘူးဆိုပြီးတော့ထုတ်ပြန်ပါလေအလုံသမားအခွင့်အရေးတွေတိုးတက်လာဖို့နိုင်ငံတကာနဲ့ပူးပေါင်းသွားမယ်လို့လည်းဆိုနေပြန်ပါလေ စစ်ကောင်စီရဲ့စီးပွားရေးအကြံပေးတဲ့ဥကတော်တော့ဟာအရေးယူတာမဟုတ်ပဲ ILO စုံစမ်းရေးအဖွဲ့ရဲ့တွေးရှိချက်တွေအပေါ်လိုက်နာဖို့တွန်းအားပေးတဲ့သဘောထားဖြစ်တယ်လို့လည်းပြောပါတယ်။ဒါအပြင်မှာကိုဒီဆုတ်ဖြတ်ချက်ဟာနိုင်ငံရေးဖိအားပေးဖို့လှုံ့ဆော်ချက်တစ်ခုလို့လည်းသူတို့ယူဆနေပါတယ်။တစ်ဖက်မှာ UNG က Article 33ရအရေးယူတာဟာမြန်မာပြည်သူတွေရဲ့အံွယ်လို့ဆိုပါတယ်။တဟာလက်စားချေခြင်းမဟုတ်ပဲမြန်မာပြည်သူလူထုရဲ့ဂုဏ်သိက္ခာတရားမျှတမှုနဲ့တိုးတက်ရေးအတွက်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ် မြန်မာနိုင်ငံအထွေထွေအလုံသမားသမဂ္ဂများအဖွဲ့ချုပ် FGWM ကလည်းစစ်တပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွက်စစ်လက်နက်ပစ္စည်းနဲ့လေယာဉ်စီတင်သွင်းတာကိုရပ်တန့်ဖို့အပြင်စစ်တပ်ရဲ့ငွေကြေးစီးဆင်းမှုနဲ့နိုင်ငံတကာယင်းနှီးမြှုပ်နှံမှုတွေကိုပါဖျက်တောက်မဲ့အရေးယူမှုလို့ဆိုပါတယ် ILO ပုံမှန်33ကို ILO အဖွဲ့ဝင်နိုင်ငံတနိုင်ငံဟာလုံသောဆန်နှုတ်တွေပြင်းထန်စွာချိုးဖောက်တာ စုံစမ်းစစ်ဆေးရေးကော်မရှင်အကြံပြုချက်တွေမဆောင်ရွက်တာနဲ့ပြည်ပြည်ဆိုင်ရာတရားရုံး ICJ စောက်ပြချက်တွေမလိုက်နာတဲ့အခါချက်သုံးတာဖြစ်ပေါ်တယ်။ ILO တမိုင်းမှာဒီပုံမှာအခုအခုအကြိမ်ပါအပါအဝင်၃ကြိမ်သာချက်သုံးခဲ့ပြီးတော့မြန်မာကဒုတိယအကြိမ်ဗီလာယူနိုင်ငံကတော့2023ခုနှစ်မှာချက်သုံးခံခဲ့ရတာဖြစ်ပေါ်တယ်။ဒီတစ်ချိန်တည်းမှာပဲစစ်ကောက်စီဘက်ကလာမယ့်ဒီဇင်ဘာရွေးကောက်ပွဲအတွက်ပြင်ဆင်နေတာတွေ့ရပါတယ်။စစ်ကောက်စီတပ်ဖွဲ့ဝင်တွေဝန်ကြီးနဲ့ဝန်ကြီးချုပ်တွေကိုရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်လူစိတ် ရှိမရှိတဘောထားတောင်းခံနေပြီးတော့ဒူးဝန်ကြီးတွေပါထက်တွက်ရင်လူတရာကျော်အထိကိုစည်ရင်တောင်းထားတယ်လို့သိရပါတယ်။ရွေးကောက်ပွဲရက်တရားဝင်မကြေညာသေးပေမဲ့အသုံးစရိတ်တွေချပေးနေတယ်လို့လည်းသိရပါတယ်။ဒါလက်ရှိဇွန်လ9ရက်နေ့နောက်ဆုံးသိရတဲ့အခြေအနေတွေဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။